နေ့လဲတရင်เจ้าညာလေးတွေမပြောတော့ဘူးလို့ဒီမလို့ဒါပေမဲ့လာရှိုကလာရှိုကဆက်၃ဘန်းနေပါတော့ဆက်၃ဘန်းနေနေရနဲ့နှစ်ယောက်တဲ့အဲ့ဒါရောက်ရှိတာကိုပြောပြီးတော့တချို့ဟိုအဆက်အသွယ်မရတဲ့တိုင်ရင်းတွေရှိတယ်အဆက်အသွယ်မရတဲ့မိဘတွေရှိတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ကျွန်တော်ဒါ KB နဲ့ဖန်ဘက်ကတချို့ဆိုလို့ရှိရင်ဒီအဲတချို့ဆိုလို့ရှိလို့ရှိရင် ဒီဖလူဖလန်းဘက်ကဖလန်းဘက်ကလည်းရှိတယ်ကလေးဘက်ကလည်းရှိတယ်သူတို့တက်တင်တယ်အချိန်ဆက်လို့မရတာလေအများကြီးပဲကျွန်တော်ညီမပြောထားတာညဆိုကျွန်တော်စေနာကြီးလောက်မှစေနာကြီး7နာရီ7နာရီလောက်ထိကျွန်တော်အဲထိုင်ပြီးတော့လုပ်ပြီးရရှိပြီးတော့ကျွန်တော်အဆက်အသွယ်မရတဲ့သူတွေတော့ကျွန်တော်အဲကြတော့ဟိုတင်းကျင်တဲ့သူတွေကြတော့ဒီကျွန်တော်ဒီအခုဒီကျွန်တော်ပြောတဲ့ဟိုနေမှာ ဘာရမူပိုင်ကြီးဆိုတဲ့အဲ့အဲ့ fan account မှာတချို့ဟိုနေဖြစ်တဲ့အလေးတွေရေးထားပြီးလိုက်ပေါ့ကျွန်တော်ဖတ်ကြည့်နေမှာเนาะဖတ်ကြည့်ပြီးတော့မှအဲ့ဒါလုံးလို့ရတာလေးတွေကိုကျွန်တော်လုပ်ပေးပါမယ်အဲအဓိကကျွန်တော်ကကျွန်တော်အကိုကြီးတယောက်ပြချက်သုံးပန်းဖြစ်တာအဲ့အဲ့ဒါလေးကျွန်တော်လည်းတစ်ချက်စုံစမ်းနေတာလည်းဖြစ်တဲ့အခါကျတော့တီအောင်လုပ်တာပေါ့เนาะအဲ့လိုမျိုးတော့ရှိတယ် အဲ့တော့တချို့သိကျင်တယ်ဆိုတော့ကျွန်တော်ဒီပပရံမပိုင်ကြီးအကောင့်မှာရေးလိုက်ကျွန်တော်အဲ့ဒါဆိုလို့ရှိရင် message တွေကတောက်ချောက်ဖတ်ကြည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အကြောင်းပြပေးမယ်เนาะအဲ့ဒီလိုအဲ့တော့ဖုန်းနဲ့တလဲစားခေါ်လဲကျွန်တော်ဒီမှာဖုန်းကိုက်သွားခတ်တယ်ပြောเนาะအဲ့လိုအဲ့မှာကြည့်ပြီးသွားလို့ရှိရင်ကျွန်တော်ပြန်လည်းဖြေပေးမယ်ပြန်လည်းဖြေပေးမယ် manager တွေကလည်းပြန်လည်းဖြေပေးပါလိမ့်မယ်တကယ်တော့ရေးမှာတော့အခုကျွန်တော်အဓိကပြောချင်တာကဒီတတိယမှာပြောတော့ဘူးဆိုတာကအာမပြောချင်တော့ဘူးတတိယနေရာလဲတိတ်ပြီးတော့ဘာလို့ကျွန်တော်လဲ ဟိုသတင်းလုတ်ပေးတဲ့လူတွေကတော့အများကြီးပဲကျွန်တော်စီကိုပြောထားတယ်အောက်မှာသတင်းလုတ်ပေးတဲ့က5ယောက်6လောက်ရှိတော့ကျွန်တော်မနေ့6နိုင်လောက်ဆိုလာတယ်လာပြီးသတင်းသူတို့ရေးပေးထားတယ်ပြောပြဖြစ်နေတဲ့အားတွေကျွန်တော်ပန်ပြန်ပြီးပြောပြတယ်ဖတ်ပြတယ်ပြီးရင်သွားတယ်အနံပါတ်တက်ကတော့နည်းနည်းတော့လူမုံများတာပေါ့ဗျာလူမုံများတာပေါ့နော်လူမုံများတာဒါဘာလို့ပြောကျွန်တော်ကတော့တတ်နိုင်တာလေးတွေသိရှိစေကျွန်တော် global situation နေဒီဒီလိုမျိုးတွေသိရှိစေကျွန်တော်ကကျွန်တော်ပြောရတာဖြစ်တာပေါ့เนาะအကြောတော့လည်းလူမုံများတယ်ဗျာ အဲ့လိုခါလေးရကျွန်တော်အမြင်မတည့်တာရပါချင်းပြောတတ်တယ်ဗျအမြင်မတည့်ဆိုတာတိုင်းပြည်အတွက်ပါကျွန်တော်ဖြည့်သူအတွက်ပါအဲ့ကျွန်တော်ညီကောင်မိုင်းအတွက်ပါပါတီအခုကပါတီတွေလည်းကတ်လာတဲ့ခါကျတော့မီဒီယာတွေကပါတီဆွဲတွေပါလာတဲ့မီဒီယာတွေရှိတဲ့ခါကျတယောက်နဲ့တယောက်တရားမှာတိုက်ခတ်ပြီးပါ냐အခုချိန်ရထဖြစ်လာတယ်ရခင်ကတော့သူကတစုတစည်းနဲ့တိုက်ကြတာတစုစည်းနဲ့တိုက်ကြတယ်အခုကျတော့အဲဒီတစုစည်းတိုက်တဲ့လူတွေကဘာဖြစ်လာလဲဆိုတော့ပါတီဆွဲတွေကတ်လာပြီပါတီဆွဲတွေကတ်လာတဲ့ခါကျရင်စေတနာတွေက နောက်ပိုင်းတဖြည်းဖြည်းများလာနိုင်တယ်များလာနိုင်မှာဆိုကျွန်တော်တို့ကအာဒီလိုမျိုးကိုရီးယားဒီပဒင်းသမားလည်းမဟုတ်เนาะဒါကျွန်တော်ကကျွန်တော်လိုက်လွင်တဲ့ခါကြလို့ရှင်လို့ရှင်ဒါကျွန်တော်သိရှိတဲ့အကြောင်းအရာလေးတွေကိုကျွန်တော် share ပြဖို့ပြတဲ့အစီအစဉ်အဲ့လိုမျိုးတွေဖြစ်တဲ့ခါကြတော့ကျောင်းတဲ့တားဆာတာမတည့်တာကြာများလာတယ်ကြာများလာတော့ကျွန်တော်တို့တော့ဒူမောမခံဘူးဆိုတာကဘာပြောဘာပြောလို့ဆိုတော့ကျွန်တော်ကကျွန်တော်အမှုပညာပဲလုပ်မှာဒီဟာတွေလည်းကျွန်တော်တို့စိတ်မဝင်စားဘူးเนาะ အဲစိတ်ဝင်စားဆိုတော့ကျွန်တော်ကကျွန်တော်နှုတ်ပြန်လုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီသိရှိတာလေးတော့ကျွန်တော် share လေးမျှဝေပေးတာအဲ share လေးမျှဝေပဲသိရှိခြင်းနဲ့လူတွေရှိနေသေးရင်တော့လည်းကျွန်တော်လည်းပပပြောပြပေးနေကုန်ပုံပဲပေါ့နော်ဒီတဲ့င်းကြောင်ရလေးတွေကိုအဲအရန်ထူးကြရင်တော့ကျွန်တော်ပြောပြပေးမယ်အခုဆိုအခု mall light ကတောက်ချောက်ပို့နေတယ်ကျွန်တော်အခုပြောနေချိန်မှာ mall light ကအာအကျံပဲဒီတာနေရဖေးထူတာ mall light မှာဖေးထူတာ 35လုံး38လုံးလားမသိဘူးပြော38လုံးနဲ့38လုံးဖိထူတာအဲ့မှာလူရောက်900ကျော်ရဲ့အထက်ကိုတည်တယ်တဲ့900ကျော်တော့100ကျော်တော့မဟုတ်ဘူးအများကြီးပဲအဲ့တော့ကျွန်တော်ကစိတ်ဟိုစိတ်ထဲမှာမချမ်းသာဘူးရတောင်းတောင်းနေတည်းမှာမပြောချင်တော့အကြံဖက်တွေလည်းကျွန်တော်တို့ကတည်နေတာကိုတည်နေတယ်ဗျာသူတို့တွေအလင်းဝင်စီကျင်တယ်ကျွန်တော်တို့ကလေအဲဘယ်သူမှဘယ်သူသားစီဘယ်သူနာစီမရှိဘူးဗျာ ကျွန်တော်တို့တွေအလဲဝင်လာတယ်အလဲဝင်လာပြီးတိုင်းပြည်နဲ့လက်တွဲတယ်အေးအေးတန်းတန်းဖြစ်တယ်ဒါမျိုးကိုကျွန်တော်လိုချင်တာဟလာအခုဆိုလို့ရှိရင်ကအာချို့ရန်ကုန်ဒေသတွေချို့နေရာဒေသတွေမှာရွေးကောက်ပွဲရဲ့အဲဒီပါတီတွေရဲ့တို့စိုင်းဘုတ်တွေထောက်တာတွေဖြက်စည်းကြတယ်ဖြက်စည်းတော့ပါလို့လည်းထောင်တန်းတွေ10နှစ်လောက်ကြာကြမယ်ဘာမှမဟုတ်ပဲနဲ့ဒါတွေကလေးတွေဒုက္ခရောက်ကုန်တာနော်အဲ့တော့တစ်ဖက်မီဒီယာတွေကအစိတ်တွေကြွေတယ်အဲ့စိတ်နေကြွေးတဲ့အခါကျအဲ့ကလေးတည်းကယုံကြည်ယုံမှားပြီးတော့မှတကယ်လိုက်လို့တည်ကြတာပဲလေအဲ့လိုမျိုး ထောင်ကြကြတေးကြကြနိုင်မလို့အဲကြောင့်ကျွန်တော်ကနေပြောမှာအဲဒါလေးပြီးတဲ့ဒီကိုပြောပြီးပြောကျင်သေးတာပေါ့နော်ပြောပြီးကျင်သေးတာအအဓိကအာဟိုမမားကြအောင်ပါမမားကြအောင်ပါကြားတော့လေကျွန်တော်နည်းနည်းလူမုံကများတယ်လူမုံကများတယ်အဲတချို့ကအာလက်လေးနဲ့ကောင်းမှန်လေးရေးပြီးတော့ဟမ်လွယ်လွယ်ကူကူပြောလို့ရမယ်ကျွန်တော်တို့ကလည်းဒီလိုတည်နေရရှိဖို့အတွက်သိရှိဖို့အတွက်ကိုအများကြီးအများကြီးတန်းလုပ်ပေးနေတဲ့သူတွေလည်းရှိတာပေါ့ညဆိုရင်တော့ ဟိုစစ်သုံးပန်းကိစ္စတွေပြောနေနှစ်အားနဲ့နှစ်ယောက်စစ်သုံးပန်းကိစ္စတွေအရင်တော့လည်းကျွန်တော်ပတ်စံပေးပြီးတော့လည်းကျွန်တော်ဒီကနေ့ပြောလှန်လှန်ပြီးတော့ပေးပြီးတော့ပဲလိုက်ခိုင်းတဲ့လူတွေရှိတယ်ကျွန်တော်သိကျင်တဲ့ဟာလေးကျွန်တော်သိကျင်တဲ့ဟာလေးကစစ်သုံးပန်းကိစ္စတွေနေပါအခုအမှနှစ်အားနှစ်ယောက်ဆိုတော့ကျွန်တော်အခုပါလာမပါလာပေါ်လေးဒိုင်မွန်းလေးလည်းကျွန်တော်စိတ်ဝင်စားနေတယ်လည်းတော့ဆော့အဲ့မှာမင်းမြန်ရတာအဲ့ပိုင်းလေးလည်းရှိတယ်အခုကျွန်တော်ပြောချင်တာကယသီတောင်မှာတက်မလောင်ကဒီ ဟိုတင်ပါလဲဟာဂျီအဒူလာဆန်းလားဟာဂျီအဒူလာဆန်းလားအဲ့ဒီအွန်နေထောပြနိုင်ထောပြနိုင်ရဲ့ဟာဂျီအဒူလာဆန်းရဲ့ตาบ่มีโอ้เด้บ่เอยอันตาบ่ทนเนี่ยนายบ่อันนี้อดุลาซันตาทนเนี่ยนายเยสะคั้นบ่เอยอ่าอุชุยเหมี่ยวอ๋องบ่อ่าจีอดุลาซันบ่อุชุยเหมี่ยวอ๋องบ่ตั๋วตั๋วไอ้หลุชื่อเด้อ่าจีอดุลาซันอุชุยเหมี่ยวอ๋องเยตา အအကျန်းဖက်ခေါင်းဆောင်ထွန်မြက်နိုင်ပေါ့သူ့ရဲ့အဲဒီရသေးတောင်မှာရှိတဲ့ဗထာလေးရွာမှာရှိတဲ့အေးအကျန်းဖက်စကန်ကိုတက်မလာဖြစ်သူရှင်းနေလိုက်တဲ့ချိန်မှာအယောက်90ကျော်လောက်နှစ်နေရဖြစ်တယ်နှစ်နေရဖြစ်တော့နောက်နောက်တနေရနောက်တင်းကုတ်ရွာမှာဖြစ်တယ်အဲ့နှစ်နေရပေါင်းလိုက်တာအယောက်90ကျော်လောက်တည်တယ်လို့ကြားတယ်ဒဏ်ရတဲ့သူတွေကလည်းမနှဲမနှုံးလို့ကျွန်တော်ကြားသိရတာရှိတယ် အကြမ်းဖက်စခန်းကိုတိတ်ကြဖိတူရှင်းနေလိုက်တာတွေ့ရတယ်။တွေ့ရတော့ကောင်းတာပေါ့။ဒါအကြမ်းဖက်တွေတည်လို့ကတော့တိတ်ပိတ်စီ။အဲ့ဒါကြောင့်လေကျွန်တော်တခါလေးရောပြောငေးကြည့်တယ်ဗျအာဟုလိုများတယ်တည်ရမို့။ကိုယ်လေးကတော့ဟိုတိုင်းပြည်အတွက်အေဂျင့်နေချင်းလို့ပြောတယ်ပြည်သူတွေတဝူးလျောက်တွေရှင်ဒုက္ခရောက်နေတဲ့သူတွေကိုဟိုကောင်းစားစေရဦးနေပါပျော်စေချင်လို့ပြောမှာသူတို့သိတာကိုသိတယ်လို့ပဲပြောမှာဘယ်လိုလို့ပြောအောင်လဲ။အဲ့ဒါကြောင့်တော့တစ်ဖက်လူတွေဦးနေနားကြတာအစင်မပြေဘူးဖြစ်ကောင်းဖြစ်မှာပေါ့။ နောက်မွန်ပြည်နယ်ဘက်မှာဆိုလို့ရှိရင်လည်းဒီလိုပဲရေးမြုံနယ်မှာဒီ wire high နာအဲ့မှာ dive တွေပွဲတွေကလည်းအဲ့မှာရေးဘလူးဖွဲ့ဇာလာမြန်အဲ့မှာလည်းအဲ့ဟောလည်းရေးဘလူးဖွဲ့တွေ၄၅၀ယောက်လောက်ဟို၄၅အယောက်လောက်တည်ပြီးတော့၄၅၀ယောက်လောက်ရှင်းတန်းရတာကိုကျွန်တော်ကြားရတာပဲသိရတယ်နော်အဲ့တော့နောက်တစ်ခုအဲ့မှာလာဆိုမဟုတ်ဒီရေဦးဘက်မှာဆိုလည်းရေဦးဘက်မှာဒီရေဦးတောင်မှာရေဦးမြို့နယ်ဒီတောင်ရွာမှာပေါ့တောင်ရွာလို့နောက်တစ်ခါ မင်းမောင်ကုန်းရွာလို့အဲ့အဆက်မှာရှိတော့တောင်းတော့ဖိလို့ရှင်နေလိုက်တော့လဲတောင်းတော့အကျန်းဖက်တွေတည်လိုက်တာလည်းအများအားကြီးပဲအဲ့မှာလည်း20တော့30လောက်တည်တာပဲဒဏ်ရလို့အများကြီးပဲအဲ့ခင်ဥပမာဆိုဒီကြောက်တိုင်ရွာမှာလည်းဖိထူတာလည်းအကျန်းဖက်တွေတည်တာပဲတော့တော်တော်တည်ကြတာပဲဒီကလေးဘတ်ဆိုလို့ရှင်နေကလေးမျိုးသကိုင်းဆိုရင်ကလေးမျိုးပေါ့ကလေးမျိုးမှာမန်တော့ရအဲ့အနီးတစ်ဝိုက်မှာရှိတဲ့အကျန်းဖက်စကန်တွေကိုတောင်းတော့ဖိထူရှင်နေတာအဲ့မှာလည်းတော်တော်ကြီးကို တည်ကြလက်ကြတာနဲ့ကျွန်တော်တွေ့ရတယ်။နောက်တစ်ခါကျတော့မြိုင်အနောက်ဘက်ပေါ့မြိုင်အနောက်ဘက်ကြီးရွာတွေကိုလည်းမနည်းအဲမြိုင်နောက်ဘက်ကြီးရွာတွေက52လား52တော့အဲတော်တော်များများတည်ကြရတယ်တည်ကြတယ်ပေါ့ဗျာအဲ့လိုမျိုးတွေ့ရတယ်။ဒီဗမောက်မှာဆိုရင်လေဗမောက်ကိုတမလောက52လားအလုံး60လောက်ရှိတယ်။ကာမီကာရှယ်ဒီကောပါတယ်ညာအထဲမှာလည်းဗမောက်ထဲမှာရှိနေတဲ့အုံးထဲမှာ ဒီဆိုင်ကြိုးကြီးမှာဒိဗန်အဲ့အဲ့နာတိကိုတိုက်ပွဲတွေကောင်းကောင်းတိုက်နေတာရှိတယ်။ကာမီကာဆယ်တင်ကတောင်းလာတော့အမောဝိုင်းပြီးတော့အနောက်ဘက်ကနေမြို့နောက်ဘက်ကနေဝင်ပြီးတော့ကောင်းကောင်းကျွေးနေတာတော့ကျွန်တော်တို့ကြားသိရတာရှိတယ်။နော်။ကြားသိရတဲ့ချိုးနေရတဲ့ရတော့ဘမောက်တင်ပြီးသွားပြီလို့ပြောနေရတဲ့နေရာကြီးတွေရှိတယ်။အဲဘမောက်ကိုတင်သွားတဲ့တရင်ကတော့တင်တိကြကြကတော့ကျွန်တော်တို့ကိုဘကူကဆုံးဖြတ်လို့ပဲပြောတယ်ကျွန်တော်သိရှိတာကြတော့အဲ့လိုမျိုးသိရှိတယ်။ ေးရတော့ဗမောက်အမှန်တိုက်တယ်တိုက်တဲ့အချိန်မှာဒါပုံလုံး60လောက်ချအထဲမှာဒါ KIE နဲ့ KIE နဲ့ PDF တွေတော်တော်များများ data ကိုလည်းတွေ့ရတယ်ပြီးတော့ကာမီကာဆိုင်နဲ့လည်းတောက်ချောက်ချနေတာတွေ့ရတယ်ဒါဆိုချနေတာတွေ့ရတယ်အဲ့တော့အဲ့လိုမျိုးဗမောက်မှာလည်းအကြမ်းဖက်တွေတော်တော်များများသိတာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ခါကျတော့ဒီ AA နဲ့ဒီ PDF တွေက A နဲ့ PDF တွေကဒီညောင်ကျိုးကနေပြီးတော့မပဲလာလဲဆိုတော့ပြေဘက်ကိုတက်လာတာကိုကျွန်တော်တွေ့ရတယ် ဒီဘက်ကိုတက်လာတော့အကြောင်းပုံစံအမျိုးမျိုးနဲ့ပေါ့ဒါမျိုးတက်လာတရားဆိုအဲ့နည်းနည်းသတိထားသတိပြပြထားဖို့အတွက်ပဲကျွန်တော်ပြောချင်ပါတယ်ဗျာကျန်တဲ့နေရာတွေကတော့ဒိုင်ဝဲတွေကတော့တောင်းဆောင်ဖြစ်နေတာပါကင်းပီနယ်ဘက်လည်းဖြစ်တယ်ဗျာကင်းပီနယ်ဘက်မှာဆိုတော့အခုဒီဘိုးဆိုင်ရွာနဲ့ဒီလင်းဝချန်ရွာနားမှာလည်းကောင်းကောင်းထူနေတယ်နော်အဲလင်းဝချန်ရွာမှာလည်းပွဲတွေကားနေတယ်ဒီဘက်ကအဲ့မှာလည်းအထိုင်စခန်းအကြီးလုပ်ထားတယ်လို့ကျွန်တော်ဒီလမ်းပြပြတာတွေ့သိရတယ်နောက်မှဒီမင်းလက်ပံဘက်မှာလည်း ဘလူးဒေတာဘက်မှာလည်းပွဲလေးကားတာပေါ့ကျွန်တော်တွေ့ရတယ်။ဖာကန်ဒေတာတဝိုင်းမှာလည်းပဲအဲလက်ရှိတိုက်ပွဲလေးပွဲလေးကားနေတယ်။အဲ KIA တွေပြီးကောင်းများတယ်လို့ကျွန်တော်လည်းကြားသိရတာရှိတယ်။နောက်ဗမော်မှာလည်းနေမီရှင်းနေနေမီရှင်းနေအဲဒီ drone တွေနဲ့သွားတဲ့တိုက်ပွဲအနေငယ်ဖြစ်တယ်။အဲအကြမ်းဖက်တစ်လောင်းနှစ်လောင်းရရှိတာကိုကျွန်တော်တွေ့ရတယ်။အဲအဓိကတော့နေရာဆောင်မှာတော့တိုက်ပွဲတွေဖြစ်တယ်။အဓိကကျွန်တော်တို့ကောင်းတဲ့ထေရမှာက အာအတိကအရေးကြီးတာကျွန်တော်ရခိုင်မကိုကျွန်တော်တနင်းလေးဒီအရန်တိကျနေပြီးကျွန်တော်ကျွန်တော်ရခိုင်မကိုအများဆုံးပြဆုံဆန်းပြတယ်အခုဒီရခိုင်မှာဆိုရင်မီရိုဇန်အဲမီဇိုရန်နဲ့ကုန်သွယ်ရေးတွေကိုအခုပိတ်လိုက်ပြီပိတ်လိုက်တာပါတော့ဝင်းယောဂလေးရခိုင်ဘက်မှာတော်တော်များများဖြစ်ဖြစ်နေတော့အဲ့ဘက်ကအယောဂကူလာမှာဆိုတော့ဘုရားကပိတ်လိုက်တာကိုတွေ့ရတယ်လူတွေကြားထဲမှာသိကြတာဒါအခုကျွန်တော်မွန်လိုက်ကနေဟာတခါကျပုတ်ပေးနေတယ် ဟိုတရင်นี่အများကြီးရှိ online အကြောင်းလေးကိုကျွန်တော်ပြောပြပါစာအခုကျွန်တော်တို့ကဘာကြောင့်ဒီလိုတရင်အကြောင်းအရာလေးတွေပြောလဲဆိုအခုကျွန်တော်တော့ကျွန်တော်ဒီလမ်းဖို့တဲ့တရင်စာလေးတွေ့လာအဲ့လိုမျိုးအဲ့လိုမျိုးလေးပြောလို့ကျွန်တော်ပြောတာပြန်ပြီးတော့ပြန်ပြီး share မျှဝေပြီးတာဖြစ်ပါတယ်မှန်တာမမှန်တာတော့ညီကောင်မတွေယုံပါညီဟိုအဲကိုအတွင်းနဲ့ကိုတော့ပါကျွန်တော်ကတော့အဲဒါသိရှိတာလေးတွေမျှဝေပြီးတာပဲဖြစ်ပါတယ်เนาะကျွန်တော်ပြောနေတဲ့တရင်အကြောင်းအရာလေးက အဲကျွန်တော်အနေနဲ့ကတော့မှန်တယ်လို့ပြောတယ်ဘာဖြစ်လို့ဆိုတော့အဲကျွန်တော်ကိုပြောတဲ့သူကအဲမျိုးကန်နေနေကန်နေပဲဖြစ်တာကိုအဲအဲ့လိုဖြစ်တော့အဲကျွန်တော်ကျွန်တော်ညီကိုမမလေးကို share ပြန်ပြီးမျှဝေပေးတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အစီအစဉ်လေးကကျွန်တော်သိရှိတဲ့သိရှိတဲ့အကြောင်းအရာလေးတွေကိုဒါအေဂျင့်ကနေကျွန်တော်ညီကိုမမလေးသိရှိအောင်တိုင်းပြည်နဲ့အေဂျင့်တီတီအောင် အာအကြမ်းဖက်လှုပ်ဆောင်တဲ့ညီကောင်မလေးလည်းပဲဒါအကြမ်းဖက်လှုပ်ဆောင်ရင်ဘာအကျိုးမြတ်မှမရှိဘဲနဲ့အဲမိမိဘဝလည်းပျက်စီးမယ်တိုင်းမီလည်းအခက်အခဲဖြစ်တယ်ဒါကိုရက်တန့်စေခြင်းနဲ့ဆန္ဒတစ်ခုနဲ့ကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲလူမုံများခံရအောင်လို့လည်းကျွန်တော်ပြောတာမဟုတ်ပါဘူးเนาะကျွန်တော်ကိုအဲလူလီမုံလာအောင်လို့လည်းကျွန်တော်ကိုကျွန်တော်လုပ်တာမဟုတ်ပါဘူးဒါကျွန်တော်သိရှိတာကိုမျှဝေပေးတယ်ဆိုတာကိုကျွန်တော်ပြုပြသခြင်းဖြစ်ပါတယ်အားလုံးလို့တာဖြစ်ပါတယ်